မှတ်ကျောက် project မှာမဲပေါက်သွားတဲ့သိန်း900ရန်ဗရမားလက်ကောက်ကိုအစိုးရဖြူဖြူကျော်သိန်းကိုပေးရခဲ့တယ်လို့သိရပါတယ်။အစိုးရ project မှာမဲပေါက်သွားတဲ့ဝင်နာစီကစေရနာရှင်ပြည်သူတူကနေပြန်လည်ဝယ်ယူပြီးတော့အစိုးရဖြူဖြူကျော်သိန်းကိုပေးရခဲ့တာပါ။အဲဒီလက်ကောက်ဟာကာနာတန်ကျေးသိန်း900ရှိပြီးရွှေချိန်6ချက်တောင်းဝင်းကျင် နီလာရေသွေးမြင့်ဗရမားလက်ကောက်ဖြစ်ပါတယ်။ဧပြီလ9ရက်နေ့ကပြုလုပ်ခဲ့တဲ့အစိုးရဖြူဖြူကျော်သိန်းရဲ့ ဩစတြေးလျနိုင်ငံဆစ်ဒနီမြို့ဖျော်ဖြေပွဲမှာပေးအပ်ခဲ့တာလို့သိရပါတယ်။ပျော်ရွှင်ရဝမ်းမြောက်ရပါတယ်။ထောက်ပို့ပြည်သူတွေရဲ့ရဲရင်တဲ့စေတနာတွေကို ခံစားသိရှိရပါတယ်လို့ project ဦးဆောင်သူမပန်ဆယ်လူကသူ့ရဲ့လူမှုကွန်ရက်မှာမျှဝေထားပါတယ်။နမေကျော်အစိုးရများစွာပါဝင်တဲ့ငလင်တန်တင့်ပြည်သူတွေအတွက်ရမုံငွေဂီတဖျော်ဖြေပွဲကိုအမေရိကန်နိုင်ငံမှာကျင်းပသွားမယ်လို့ Distant Cafe အဝေးရောက်ကဖေးအဖွဲ့ကကြေညာပါရယ် နိုင်ငံကျော်စူရော်တွေဖြစ်တဲ့ရန်ရန်ချမ်းကော့ပရာလင်းနဲ့ MT ဟကြော်တီဟလင်းထက်ခင်းစုစုနိုင်နင်းစီမေမက်ဂျေဆန် DJ ဝိုင်းတို့ပါဝင်သီဆိုသွားမယ်လို့သိရပါတယ်ပြည်ပရောက်မြန်မာနိုင်ငံကိုချစ်တဲ့မြန်မာပြည်သားတယောက်အနေနဲ့ကိုယ်နိုင်ငံလေးဒုက္ခရောက်နေတဲ့အချိန် တခုမှဝင်မကူနိုင်ရင်ဘလို့မှအဆင်ပြေမှာမဟုတ်ဘူးအဲဒါကြောင့်ကျွန်တော်တို့တွေအစကရည်ရွယ်ချက်တစ်မျိုးတည်းနဲ့တည်ထားတဲ့ပွဲလေးကိုငလင်ဘေးသင့်ဒေတာတွေအတွက်တရောင်းတနေရာကနေအထောက်ကူပြုဖို့အတွက်ကျွန်တော်တို့တချင်းဆိုပါမယ်လို့အဆိုတော်ရင်ရန်ချမ်းကသူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်အမေရိကန်ပြည်ထောင်စုပြည်နယ်တည်တည်ကပြည်သူတွေအနေနဲ့ Franklin Center မှာမေလ3ရက်နေ့ညနေ9:00နာရီမှာလာရောက်ကြည့်ရှုနိုင်တယ်လို့သိရပါတယ် chicken app ရဲ့ predator တွေရောနောက်ပြီးတော့ဒီမနိုင်ငံပေါ်မှာအကုန်လုံးကဟိုဒီဒုက္ခတွေအလုံးမြောက်ပြီးခံစားတဲ့အနေနဲ့ကျွန်တော်တို့တွေတက်တာပါဝင်ပြီးတော့ဦးကြီးလူတန်းပေးဖို့လည်းကျွန်တော်တို့ဒီနေရာနေပြီးတော့ဖိတ်ခေါ်လိုက်ပါတယ်